ကချင်ပြည်နယ်ဘူတာအုံမြို့မှာတပတ်ကျော်ကြာကားလမ်းယာယီပိတ်ထားမှုကြောင့်ကုန်စည်နှုန်းများမှာအနှဲငယ်မြင့်တက်လာတဲ့အတွက်တိရခန့်များအနေဖြင့်စိုးရိမ်နေကြတယ်လို့သိရပါတယ်။မြစ်တနာဘူတာအုံသောကားလမ်းအချို့နေရာများမှာတပ်မတော်နဲ့ KIPDF ဘူပေါင်းဖွဲ့တို့ကြောင့်ထိတွေ့တိုက်ပွဲများကြောင့်အသက်ဆင်းကားများကိုယာယီပိတ်ထားခြင်းဖြစ်ကောင်းအဆိုပါကားလမ်းများပိတ်ထားမှုကြောင့်ဘူတာအုံမြို့မှာကုန်စည်နှုန်းများအနှဲငယ်မြင့်တက်လာခဲ့တယ်လို့တိရခန့်တို့ကပြောပါတယ်။ ကားလမ်းပိတ်ရင်တော့တည်တဲ့အတိုင်းကုန်ပစ္စည်းတွေပြက်လဲမယ်ဒီတော့ဈေးတွေတင်ရောက်လာကြတယ်အခုဆိုလဲပူတာအိုလမ်းပိတ်တာတပတ်ကျော်လောက်ကြာနေပြီမြို့ထဲမှာလဲကုန်စည်နှုန်းတွေကတစားတစားတက်လာနေပြီဆန်ဆိုရင်ဒီတပတ်ထဲမှာပဲ2000လောက်တက်လာတယ်လို့သူကဆိုပါတယ်အော်တိုဘာလ29ရက်နေ့နနက်ပိုင်းကမမုံစုတ်ဂိမ်းမှခိတပြန်လဲသွာလာခွင့်ပြုထားတော့လဲညနေပိုင်းမှာတော့အတက်ကားများကိုပြန်လဲပိတ်ထားခဲ့ပြီးအစင်းကားများကိုလည်းမြစ်ဆောင်အနီးမှာပိတ်ထားတယ်လို့သိရပါတယ် စပားရိတ်ချိန်ဆိုတော့ဒေတာကထွက်တဲ့ဇန်နေတင်ဖို့နိုင်ဖို့ခက်ခဲနေလို့ဒုက္ခတွေ့နေကြတယ်။ဒေတာထွက်ဇန်နေကဈေးနှုန်းမတက်ပေမဲ့မြို့ရယ်တင်ဖို့တဲ့ဇန်နေကတော့ဈေးတက်နေပြီ။ဒီတော့ကားလန်းတွေပြန်ဖွင့်ပေးဖို့ပဲမျှော်လင့်နေ။ဒါမှလည်းပြည်သူတွေအတွက်ဒုက္ခမရောက်မှလို့သူကဆက်လက်ပြောပါတယ်။ အလားတူပြီးခဲ့တဲ့2024ခုနှစ်ကလည်း KIABD အဖွဲ့တို့မှစွန်ဘရာဘုံမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့၍မြစ်ကျနာပူတာဟုသောကာလန်ပိုင်းအားမတ်လမှစတင်ကောင်း3လခန့်ဖျက်တမ်းသွာလာခွင့်ပိတ်ပင်ထားခဲ့ပြီးဒေသခံပြည်သူများမှကုန်စည်ပြတ်လည်မှုများ၊ကုန်စည်နှုန်းမြင့်တက်မှုများဖြင့်တုံ့တွေးခဲ့ရတယ်လို့သိရပါတယ်။